ဂွာဒီယိုလာရဲ့အောင်မြင်မှုတွေကဆိုင်လက်ပါကူဆန်ထက်ခံရတဲ့ဆိုတဲ့ကာလီကာဒါမှမဟုတ်အသင်းအသင်းဆောင်အောင်နဲ့လက်ရှိဘောလုံးဝေဖန်သုံးသက်သူဂျီမီကာလီကာက ဘလုံးကရင်ညင်ပေါ်ပွဲရာအကြီးမားဆုံးခေါင်းစဉ်တွေကတခုဖြစ်တဲ့အင်္ဂလန်ဘလုံးကမှဘသူကအောင်မြင်ဆုံးနည်းပြလဲဆိုတဲ့မိကုံးပေါ်ပြပသက်သာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။သူရဲ့ထင်မြင်ချက်ရပက်ကွာဒီယိုလဲမန်ချက်စတာစီးတီးတင်းမှာရယူထားတဲ့အောင်မြင်မှုမှတ်တမ်းတွေကဆိုင်လက်ဖောက်ကူဆိုင်ရဲ့မန်ယူနိုက်တက်တင်းမှာရယူခဲ့တဲ့အောင်မြင်မှုတွေထပ်ပို့ပြီးတော့ကြီးကျယ်ခံလာပါတယ်လို့ဆိုပါတယ်။ဒီလိုနိုင်ရှင်သုံးသပ်မှုတွေကမန်ယူနိုက်တက်တင်းရဲ့မန်စတီပြည်သက်တွေပါဝင်ဘလုံးပြည်သက်တွေနဲ့ဝေဘန်သူတွေကြားမှာပြင်းထန်တဲ့ငင်းခုန်မှုတွေဖြစ်ပေါ်စေဖို့တည်ကြပါတယ်။ကာလီကာရဲ့ဒီစကားတွေကသူရဲ့ပြိုင်မဲ့ဟောင်းမန်ယူနိုက်တက်တင်းကိုစိန်ခေါ်လိုက်တယ်လို့မျိုးဖြစ်ပါတယ်။ ဂွာလီလာကိုပြီးများနေ့မှာအကောင်းဆုံးညပြတူဖြစ်သတ်မှတ်ထားပြီးဂွာလီလာရဲ့အောင်မြင်မှုတွေကိုဖာကိုဆိုင်ရဲ့အောင်မြင်မှုတွေနဲ့နှိုင်းယှဉ်ပြီးသူ့ရဲ့ပြောဆိုချက်ကိုအားဖြည့်ခဲ့ပါတယ်။ဂျီမီကာလီကာကမန်ချက်စတာစီးတီးတမပတ်ဂွာလီလာရောက်ထားတဲ့အောင်မြင်မှုတွေကဆိုင်ရဲလာရဲ့ယူနိုက်တက်မှာရောက်ယူခဲ့တဲ့အောင်မြင်မှုတွေထက်ပိုပြီးတော့ကြီးကျယ်ခမ်းနားပါတယ်။ ခေါ်ယူရကပရီးမီးယားလိမှာဆိုရင်ကောင်းဆုံးတော့နီပြတူဦးပါပဲ။လူရီကဖန်ကူဆိုင်ရဘာဒင်နဲ့စကော့တလန်လိမှာရရှိခဲ့တဲ့အောင်မြင်မှုတွေကိုပါထည့်သွင်းပြောဆိုပြီးဆိုင်လက်ကကောင်းတယ်လို့ပြောကြမှာပဲလို့ပြောဆိုခဲ့ပါတယ်။သူရဲ့အဓိကထောက်ပြချက်ကနီပြနယ်ဦးစလုံးအင်္ဂလန်ကိုရောက်လာပြီးတဲ့နောက်ပိုင်းစူပလာယာယူနယ်မှာချန်ပီယံချိန်နဲ့ရေတပ်ပေါ်မူတည်ခဲ့တာလည်းဖြစ်ပါတယ်။နီပြကွာယူရကပိုပြီးချေဝါတဲ့ဗနာယေးချင်းနဲ့ရောက်ရှိလာခဲ့ပေမဲ့နီပြကြီးဖန်ကူဆိုင်စတဲ့ချိန်ကထပ်ပိုပြီးပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေအိုမာနီပြကြီးတာကင်ကလော့ရဲ့လေပါဘူးအာဆင်နယ်တို့ကိုရင်ဆိုင်ခဲ့ရကြောင်းကာရီကာကဆိုလိုတာဖြစ်နိုင်ပါတယ်။နီပြကြီးဘကူဆိုင်ရဲ့ဆောပိုင်းကာလကဘလုံးလောက်ကလက်ရှိခေတ်လောက်ယင်းနည်းနဲ့ပြိုင်ဆိုင်မှုမမြင်ပါသေးဘူးလို့တော့ရဲ့ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ။ဒါပြင်ကာလီကာကနီးပြကွာလီလာရဲ့လင်းမြန်တဲ့အောင်မြင်မှုနှုန်းကိုထပ်မံ၄ဘီဖော်ပြခဲ့ရမှာတော့ကွာလီလာက9နှစ်တွင်းမှာပရီးမီယာလိ6ချိန်ထိရယူခဲ့ပါတယ်။အင်္ဂလန်ရောက်ပြီးရှင်းနေကြတဲ့အခါမှာလုတ်ပြခဲ့တာနော်။နီဝါဂျီဘကူဇန်ကတော့ခုနှစ်နှစ်ကြာမှမှပရီးမီယာလိဂ်ဒလုံရခဲ့တာပါလို့နိုင်ရှင်ပြခဲ့ပါတယ်။ဆိုင်လက်ဘကူဇန်က1986ခုနှစ်မှာမန်ယူနိုက်တက်တင်းကိုစတင်ကင်တွေ့ခဲ့ပြီးပထမဆုံးပရီးမီယာလိဂ်ဘလောက်ကို1992-93ရာသီခုနှစ်နှစ်ကြာမှသာရရှိခဲ့တာကိုကာရီကာကထောက်ပြခဲ့တာလည်းဖြစ်ပါတယ်။ဂွာဒီယိုလာကစီတီဘောလုံးလောက်ရဲ့ပြောင်းလဲလာမှုတွေနဲ့ပြိုင်ပွဲအသင်းတွေရဲ့စိန်ခေါ်မှုတွေကိုကြော်လာပြီးစီစဉ်မပြတ်စုပလာတွေကိုရယူနိုင်ခဲ့တာကြောင့်သူရအောင်မြင်မှုတွေကိုပိုပြီးတန်ဖိုးထားကြောင်းကာရီကာကဖော်ပြခဲ့ပါတယ်။ ကာလီကာရဲ့ဒီလိုမျိုးသုံးသက်ချက်တွေကနီဗျာနီဦးရဲ့ပြည်သက်တွေကြားမှာပြင်းထန်တဲ့ညှဉ်းပန်းမှုတွေကိုဆက်လက်ဖြစ်ပေါ်စေအောင်မဲ့သကလုံးတွေပဲဖြစ်ပါရဲ့။ဂွာလီလာကဖာကူဆန်လိုပဲပြိုင်ဘက်တွေကိုကြော်ဖြတ်ပြီးလွန်မိုးထားနိုင်တဲ့စွမ်းရည်ကိုခင်မိတဲ့နီစနစ်နဲ့ပေါင်းဆက်ပြီးတက်တည်ပြသခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဝေဖန်ရင်းနဲ့လေကန်ရင်းမှာတစ်ဖက်ကန်ဆက်တွန်းကျင်တဲ့ဂျေမီကာလီကာကတော့ဂွာဂျီယမန်စီးတီးကရွှေလန်းငွေလန်းခင်းထားတဲ့ပမာဏကိုမကြည့်ပဲဇော့အရန်ကောင်းတဲ့လုပ်ပြီးမြောင်းပြပြောနေကြတာကြောင့်ပြည်သက်တွေကတော့မြစ်တာတွေအတီးတီးပုတ်နေကြပါပဲ။ဒီမှာကျွန်တော်တို့ကတော့အမှန်